ရှုံးရှုံးတာပေါ့ဗျဝန်ခံလေလာရှုံးကိုရှုံးသွားပြီလေရှုံးရှုံးနေပေါ့ဗျာဝန်ခံလေယောက်ျားတွေမဟုတ်ဘူးလားကျွန်တော်တို့လုံနေတာ drone ပဲအဲ့ဒီ drone တာအင်္ဂါစံကပြက်ပြက်သားသားပေးနိုင်တယ်ဆိုရင် drone ကိစ္စကိုတူရကီရဲ့ drone တွေကိုထောက်ပံ့ရေးလမ်းကြောင်းလုတ်ပေးရင်ရပြီဗျာကျန်တာအမေရိကန်ဝင်တိုက်ပြီးစရာဘာမှမလိုဘူး ားလုံးပဲမင်္ဂလာပါအမ်ဆက်ဘာမီမှာပြန်လဲကြိုးကြိုးလိုက်ပါတယ်ပထမဆုံးဗီဒီယိုလေးကတော့ဒေါဇန်တိုင်းပဲပေါ့နော်ပျော်ရွှင်ជីနူးဇာလီနဲ့အစဖွင့်ပြရစီဗျကျွန်တော်တို့2020တက်ကနေ2025အထိကျွန်တော်လူငယ်တွေအတွက် ျော်ရွှင်ကခုန်စရာတခြင်းတစ်ပုတ်တိုးလာပြီအဲ့ဒါကတော့တည်တဲ့အတိုင်းပဲကြားတဲ့အတိုင်းပဲဒီဗီဒီယိုလေးကလည်းနောက်ထပ်ပျော်ရွှင် ကြည်နူးစရာလေးရောင်နီတွေနဲ့မြူတူကခုန်နေတဲ့ကျွန်တော်တို့ရဲ့အမှန်တရားပက်တော်ချင်းညီမလေးဘလောက်တောင်ချစ်သေးမင်္ဂလာရှိလိုက်လေဗျာ ိုပဲအောက်စုနေရတော့ဘလို့မအောင်ရှင်လို့မရတာเนาะကျွန်တော်တို့ရဲ့เนาะချစ်စရာကောင်းတဲ့အမေသမီးတွေဘလို့လဲပျော်ရွှင်ရလားချစ်ဖို့ကောင်းရလား ရှင်ဘတ်ထဲမှာဘလို့ခံစားရလဲဒီသတင်းဗီဒီယိုလေးကတော့ဆရာကြီးဦးလိုက်ဝင်းပြောထားတယ်ကျွန်တော်နိုင်ငံမှာလင်းယုံအမေရိကန်သားဝင်လာမယ်ဆိုရင်အဲ့လင်းယုံကိုခေါ်သွင်းတာမအားလာကျင်စိုးစောက်ပူလို့အုပ်စုကိုတိုင်ပဲစစ်ကောင်စီလောက်ဘယ်သူမှမဆိုးမြန်မာပြည်ကိုစစ်ကောင်စီကတရုတ်ကိုခေါ်သွင်းလာတာမှန်တယ်မြန်မာပြည်ကိုစစ်ကောင်စီကလူဘာဝပြီးလာရှို့ဖို့ဒီနေ့ပြန်လူယူသွားတာ တရုတ်ဝင်ဝင်มาပဲမြန်မာပြည်ကို အမေရိကန်ကို ကျွန်တော်တို့ခေါ်သွင်းလာတာမဟုတ်ဘူးဗာကြားရနော်စစ်ကောင်စီကအမေရိကန်ကိုကြိုးဆိုလိုက်တာဟုတ်တယ်ဆရာကြီးအပြည့်ရတာပဲစစ်ကောင်စီကအမေရိကန်ကိုလက်ရခေါ်နေတာလာပါလာပါလာပါဆိုပြီးတက်လို့ပြရတယ်ဟုတ်တာအမေရိကန်နိုင်ငံကတရုတ်နိုင်ငံကိုဒဲ့စိန်ခေါ်နေတာ အဲ့ဒီချိန်မှာသွားပြီးတရုတ်ကိုသွားပြီးတော့ခြေသလုံးသက်ဖက်တဲ့ချိန်မှာအမေရိကန်ကိုမျက်စာပြပြနိုင်တယ်အတူတူပဲဒီနေ့အမေရိကန်နိုင်ငံမြန်မာနိုင်ငံကိုဝင်လာရင်စစ်ကောင်စီတော့ကျွန်တော်တို့ခေါ်ရမဟုတ်ဘူးအတုံးမကြဘူးညံမရှိဘူးမစင်စားတတ်ဘူးဟုတ်တယ်ဆရာကြီးရှုံးရှုံးတာပေါ့ဗျဝန်ခံလေလာရှုံးကိုရှုံးသွားပြီလေရှုံးရှုံးနေပေါ့ဗျာဝန်ခံလေယောက်ျားတွေမဟုတ်ဘူးလား မေရိကန်ကိစ္စကဘယ်သူမှတရားဝင် ပြောဖို့အစီအစဉ်မရှိဘူး။ဒါဒီစီရေးကိစ္စဘယ်သူမှအေးငါလာပြီးဆိုပြီးတော့ဘင်ဂျာတီဝိုင်းနဲ့လာမှာမဟုတ်ဘူး။ဟွန်းရလက်ကိုပဲကျွန်တော်တို့ကြည့်။ပြောချင်တာကအခုကရခိုင်နိုင်ငံထူထောင်ဖို့ပြောနေတာမဟုတ်ဘူး။မဆိုင်တာတွေဝင်မရေးပါနဲ့။ဝင်ရေးကျွန်တော်ကဘလောက်တော့မှာ။ဟိုရခိုင်နိုင်ငံထူထောင်ဖို့ခေါင်းစဉ်လည်းမဟုတ်ဘူး။ဟုတ်တယ်ဆရာ။ဟိုလိုလိုဒီလိုနဲ့ဝင်မမြောက်ကြပါနဲ့။ อืมตรบอกเชิญน่ะกะดีพิษินอ่ะอังเกสันကို ကျွန်တော်တို့ကကြိုဆိုတယ်အဲ့တော့ကျွန်တော်တို့လုံနေတာ drone နဲ့အဲ့ဒီ drone တာအင်္ဂေဆန်ကပြက်ပြက်သားသားပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ကအေးဆေးပဲမြေပြင်မှာကျွန်တော်တို့စစ်ကောင်စီကိုမကြောက်ဘူ ။ရေးပြင်းမှာကျွန်တော်စစ်ကောင်စီကိုမတက်ဘူး။လေရင်ပဲချောက်တာကျွန်တော်တို့က PDF တွေကစစ်ကောင်စီကိုဆော်နိုင်တယ်။မှန်တယ်ဆရာကြီး။အခုံကြီးရှင်နိုင်တယ်။တင်ရတဲ့ကောင်ထွက်ခဲ့လို့စိန်ခေါ်ခဲ့တဲ့လူတွေရှေ့တန်းမှာတကယ်ကျွန်တော်တို့လက်နက်ကင်တဲ့လူတွေချင်းမှာအခုံထွက်ပြေးပြီးတော့ဒူးထောက်ပြီးတော့နေရတာ။သူတို့ကလေကြောင်းအသာနဲ့လူပါဝါနေတာ။တရုတ်ကိုသွားသွားပြီးအာခံကြတာ။ဟွန်းအဲ့တော့ ဲ့ဒါကိုအမေရိကန်ကဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းနဲ့အတူဒီ drone ကိစ္စကိုတူရကီရဲ့ drone တွေကိုထောက်ပံ့ရေးလမ်းကြောင်းလုတ်ပေးရင်ရပြီဗျာကျန်တာအမေရိကန်ဝင်တိုက်ပေးစရာဘာမှမလိုကျွန်တော်တို့ချက်စစ်ကောင်စီကရုရှားမို့မြန်အောင်ကြည့်လူတွေကပြောနေတယ်အာဟိုယူကရိန်းကျွန်တော်စိုးမှုမဆိုရင်စစ်ကောင်စီရုရှားမို့ဘာရေးချင်းမှမရှိဘူး မှန်တယ်အခုတက်အခုရှုံးနေတာอืมကျွန်တော်တို့ဘက်ကကျွန်တော်တို့ဘက်ကကျွန်တော်တို့ဘက်ကနည်းနည်းလေးအားဆိုင်လိုက်တာနဲ့ဟုတ်ပါတယ်ငှက်ကလေးပါပူထည့်ပေးလိုက်ရင်တော့လာမှာပေါ့ဗျာဒီနေ့စီးရီးယားမှာအာဆက်ကိုနိုင်အောင်တိုက်သွားတဲ့စီးရီးယားလက်နက်ကင်တွေအမေရိကန်လက်နက်တွေနဲ့ရတာဒီနေ့စီးရီးယားမှာအာဆက်ကိုအနိုင်တိုက်သွားတဲ့ လူတွေကအမေရိကန်လက်နက်တွေနဲ့အနိုင်တိုက်သွားတာအဲ့ဒါကအလွန်တန်ကြောင်းတော့မယ်နော်ရိုင်ဂျာတွေကိုအိမ်ပြန်ဖို့ဖို့အဆင်ပြေသွားမယ်ရိုင်ဂျာတွေလည်းကိုသိခါရှိရှိနဲ့ကိုနေရာကို ပြန်ရနိုင်တယ်ဟုတ်တာဆရာကြီးအဲ့ဒီမှာမှာရိုင်ဂျာတွေကစစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်လေလူအင်အားအနေနဲ့ပါဝင်ပေးသင့်တယ်အနစ်နာခံရမှာလေတနင်္ဂနွေလုံးလူတွေလက်နက်ကင်ပြီးတော့တိုက်နေတာပဲသူတို့လည်း စစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်အနစ်နာခံတဲ့နဲ့သူတို့လည်းဝင်တိုက်ပြီးတဲ့နဲ့အဲရနေမှာတရှင်ပြည်မကြီးအထိဝင်ပြီးတော့အေအေနဲ့အတူပူပေါင်းကူညီဆောင်ရွက်ပေးတဲ့နဲ့စစ်ကောင်စီကိုရခိုင်ပြည်ကကောဘကူးပြည်ဘကူးကကောအေယာဝတီကကောဝိုင်းတိုက်တဲ့ထင်မှာပြန်လာတဲ့ရွင်းကြလူငယ်တွေလည်းဝင်တိုက်ပြီးတဲ့နဲ့ဒါမှသာလေး ိုင်းပြည်ကိုအတူတကွတည်ဆောက်မယ်။နားလဲအတူတူ၊သားလဲအတူတူဆိုတဲ့စိတ်ဓာတ်နဲ့နိုင်ငံသူနိုင်ငံသားစိတ်ဖြစ်လာမှာ။ခံရတာချင်းအတူတူငါတို့လည်းစစ်ကောင်စီကိုဝင်တိုက်တယ်ဆိုတဲ့အတွေးခေါ်တွေငါတို့လည်းပြန်ချတယ်ဆိုတဲ့အတွေးခေါ်တွေကနေတစ်စင်းတက်တာပါ။အဲ့တော့ယူရီးယားနေဆက်မှာလည်း PDF တွေအများကြီးရှိတယ်နော်။လူမျိုးရင်းနဲ့ PDF တွေဘာသာရေးနဲ့ PDF တွေအများကြီးရှိတယ်။ကျွန်တော်ပြောသလို ်နော်မွတ်စလင်ဘာသာအစ္စလမ်ဘာသာဝင် PDF တွေလည်းရှိတယ်ဟိုတော့ဟိုတော့ကအစ္စလမ်စစ်တပ်လည်းရှိခဲ့တယ်နော်ကင်းရီပြည်နယ်မှာအဲ့တော့ဒါတွေအားလုံးဒီကျွန်တော်တို့အားလုံးရဲ့ဘုံရန်သူအားလုံးကိုဒုက္ခပေးထားတာအဲ့တော့အဲ့ဒီဘုံရန်သူဟာဘယ်သူ့ကူမှမညာဘူးရရဆက်ဆက်လုပ်နေတာလုံးဝမညာခဲ့ဘူးကျွန်တော်တို့ပြည်သူရခိုင်ကိုလည်းလုတာပဲရှင်းကိုလည်းလုတာပဲကိရင်ကိုလည်းလုတာပဲရှမ်းကိုလည်းလုပါတယ် အခုငလင်ဒေတာမှာငလင်ခံစားနေရတဲ့လူတွေကလည်းလောက်တာပဲစကိုင်းနဲ့လောက်တာပဲကျွန်တော်ပြောပြတာဒီသတင်းကိုဘယ်သူမှထုတ်ပြန်မှာမဟုတ်ဘူးဒါထုတ်ပြန်ပြီးကြီးညာရမယ်သတင်းမဟုတ်ဘူးဟုတ်တယ်ဆရာကြီးအဲ့တော့ကျွန်တော်ကျင်နာကအားလုံးဒီဘုံရန်သူကိုဝိုင်းတိုက်ရမယ်အန်ကယ်ဆန်လာရင်ကျူစုတယ်အန်ကယ်ဆန်ကိုကျေးဇူးလက်တင်တယ်သမရဒေါ်နန်ထရန့်ကိုဒီဆုံးဖြတ်ချက်လုတ်ပေးတယ်ဆိုရင်ကျေးဇူးအထူးတင် ဲ့တော့ပြောချင်တာကအကောင်းဆုံးအခွင့်အရေးတို့လေတို့အနိုင်ကျင့်ဖို့သုံးချသလိုကျွန်တော်တို့ဘက်ကလည်းမနေ့တတိယမှာပေါ်တော့ဒီဥစ္စာဟိုအာနာသိမ့်ပြီးကာစားတို့ဘက်ကအာနာသိမ့်ပြီးကာစားတွေကဂျိုးဘိုက်နဲ့အစိုးရရဲ့တစ်စိချင်းပြောင်းလဲလာတဲ့ policy တွေဖြစ်ဖို့များတယ်အခုမှဒီ Donald Trump အစိုးရကအကောင့်ထဲပေါ်တာဖြစ်ဖို့များတယ်အဲ့တော့ဒါတွေအားလုံးဒီဘယ်သူကမှဟုတ်တယ်မဟုတ်တယ်ပြောမှလည်းမဟုတ်ဘူးကျွန်တော်တို့ကခံမှန်းပြီးပဲပြောပြရတာ ါခံမှန်းပြီးကြီးညာရမယ်တည်ရင်မဟုတ်ဘူးအော်ဘာဖြစ်ဝမ်းတာတယ်ပေါ့တော့ကောင်းတယ်ဗျအားတစ်ခုဖြစ်တာတော့ကျွန်တော်တို့လင်းရင်ဝင်လာရင်တော့ကျွန်တော်တို့နိုင်ငံအတွက်တော့နာเสียရတော့အကြောင်းရှိတယ်နိုင်ငံကြီးနှစ်ခုရဲ့အားပြန်ရသို့တော်ဗျာအခုလဲကျွန်တော်တို့နိုင်ငံနာနေတာပဲရเสียရမရှိတော့ဘူးအဲ့တော့ဒီတဲ့နာဖို့ရတော့အကြောင်းမရှိတော့ကျွန်တော်တို့တွေဒီအာနာရှင်စနစ်ပြုတ်ကြဖို့ဘလို့နိုင်ငံပဲကူညီကူညီထောက်ပံ့ထောက်ပံ့နောက်ကနေတွန်းအားပေးပေး ကျွန်တော်တို့ဂျေဆူးတင်ရမှာအဓိကတော့ငှက်ကင်ပြစ်ချနိုင်တဲ့လက်နှက်တွေရဲ့အသေးကန်ဒရုန်းများများရဲ့ပေးရင်ကျွန်တော်တို့ဒီပွဲကအရွေးအပြောင်းကမကြောက်ဘူးကျွန်တော်ညီနောင်လေးရဲ့အမြင်လေးကိုလည်းတစ်ချက်ရေးသွားပေးပါဗျဂျေဆူးတင်ပါရဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့ညီနောင်သွေးချင်းတစ်ယောက်ပဲရှိရှိနှစ်ယောက်ပဲရှိရှိအရန်ဂျေဆူးတင်ပါရဲ့ဗျနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြမယ်